ချစ်သူကောင်းလေးရနေပြီဖြစ်ကြောင်းဒိန်းရချီတန်နဲ့နင်းစီပန်းစီနဲ့ပရိသတ်တွေကိုအသိပေးလာတဲ့တင်စာဝင်ကျော်ကဲပရိသတ်ကြီးတို့ရေချစ်ချစ်တဲ့ချမ်းသာကြွယ်ဝကသူ့ကိုအယမ်းချစ်တဲ့ချစ်သူကောင်းလေးရနေပြီဖြစ်ကြောင်းပရိသတ်တွေကိုပုံစံတစ်မျိုးနဲ့အတိပေးလာတာကတရုတ်ဆောင်မင်းသမီးလေးတင်စာဝင်ကျော်ပါတင်စာဝင်ကျော်ရဲ့ချစ်သူဟာမြန်မာနိုင်ငံမှာအချမ်းသာအကြွယ်ဝဆုံးခရိုနီတတိယတယောက်ရဲ့သားနဲ့ဇလန်းလေးတွေဖြစ်နေတာလို့သိရပါဗျ တရားဝင်ကျော်ဟာခနာကိုအချိုးအစားရောရုပ်ရည်ပါဆွဲဆောင်မှုရှိတဲ့အလှတရားကိုပိုင်ဆိုင်ထားတဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။ဒါကြောင့်လေတရုတ်ဆောင်မင်းသမီးတင်ဆောင်ဝင်ကျော်ကိုပရိသတ်ယောက်ျားရိတာမကမင်္ဂလီပရိသတ်တွေကပါတက်တဲလို့အားပေးကြတာပါ။ဒါအပြင်တင်ဆောင်ဝင်ကျော်ဟာမိဘနှစ်ပါးကိုလည်းကူညီထောက်ပံ့နေသူပါ။ အခုအချိန်မှာတော့မြန်မာနိုင်ငံရဲ့ထိတ်တန်းမင်းသမီးတော်တော်များများဟာခရိုနီတထေးကြီးတွေကိုအပြိုင်အဆိုင်ယူနေကြတာဖြစ်ပါတယ်။အထူးသဖြင့် MRTV4 ရုပ်သံဇလန်ဒွဲမင်းသမီးပိုးကြပြူခင်ဟာဆိုရင်လည်းတထေးကြီး PK ထွန်းကိုယူကချမ်းသာကြွယ်ဝတဲ့တထေးမကြီးဘဝကိုပိုင်ဆိုင်ထားတယ်လို့နိုင်ငံကျော်ထိတ်တန်းရုပ်ရှင်မင်းသမီးဝင်းမုံရွှေရီဟာဆိုရင်လည်းမြန်မာနိုင်ငံရဲ့ထိတ်တန်းခရိုနီစီးပွားရေးလုပ်ငန်းရှင်တထေးကြီးကိုနိုင်ဖြိုးကျော်နဲ့လက်ထက်ခဲ့ကချမ်းသာကြွယ်ဝတဲ့တထေးမကြီးဘဝကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့လေတင်စာဝင့်ကျော်ဟာအချစ်ရေးမှာကံမကောင်းဘူးလို့ဆိုရမှာပါတင်စာဝင့်ကျော်ဟာချစ်သူရီးစားတွေအများကြီးထားခဲ့ပေမဲ့အကြောင်းမျိုးမျိုးကြောင့်လမ်းခွဲခဲ့ရတာပါတင်စာဝင့်ကျော်ဟာသူ့ရဲ့ချစ်သူနိုင်ငံခြားသားနဲ့လမ်းခွဲခဲ့ရတယ်လို့နောက်ဆုံးထားခဲ့တဲ့မော်ရယ်ချစ်သူကောင်လေးရဲရင့်မိုးကလည်းတင်စာဝင့်ကျော်အချင်းကြနေစဉ်အတွင်းတစ်ဖက်သက်လမ်းခွဲသွားခဲ့တာပါအားလုံးသိကြတဲ့အတိုင်း2021မှာတော့တရုတ်ဆောင်မင်းသမီးတင်စာဝင့်ကျော်ဟာမြမယင်ကျေးမှုနဲ့ဖီလာဆန့်ကျင်တဲ့ဝတ်စားဆင်ရင်ပုံတွေကြောင့် နှစ်ရှည်ပြည်တန်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်မို့တင်စာဝန်ကျော်ဟာပြိသက်မြင်ကွင်းရှိကနေနှစ်အတော်ကြာပျောက်ကွယ်နေခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့ဇန်နဝါရီ၄ရက်နေ့မှာမှလူငယ်ချမ်းသာကွင်းနဲ့ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။အစောပိုင်းမှာတော့မင်းသမီးတင်စာဝန်ကျော်ဟာမန်းလေးမြို့ကလူငယ်စည်းဝါးရေးလုပ်ငန်းရှင်တထေကြီးကိုမင်းထက်ရှားနဲ့တွေ့နေတယ်လို့သိရတာပါ။ဒါပေမဲ့လည်းတင်စာဝန်ကျော်ရဲ့မိတ်ကပ်စရာအဆိုအရတင်စာဝန်ကျော်နဲ့မန်းလေးမြို့ကတထေကြီးတို့ရဲ့တရင်ဟာ အမှန်တကယ်မဟုတ်ပဲကောလာဟာလသတင်းတွေသာဖြစ်နေခဲ့တာပါအခုချိန်မှာတော့တင်ဆောင်ဝင်ကျော်ကသူမကိုချစ်သူအစ်စ်ရစေခြင်းနဲ့ပြိသက်တွေအတွက်သူမမှာချစ်ရတဲ့ချစ်သူရှိနေပြီဖြစ်ကြောင်းချစ်သူလေးပေးတဲ့ပန်းစည်းအစ်စ်လေးနဲ့ပြိသက်တွေကိုကြွားပြလာခဲ့ပါတယ်။တင်ဆောင်ဝင်ကျော်ရထားတဲ့နင်းစီပန်းပွင့်ကြီးဟာဈေးကြီးလုံးလို့ချမ်းသာတဲ့တရေသားတွေသာပေးနိုင်တဲ့ပန်းစည်းမျိုးပါ အထူးသဖြင့်အရေးအသွေးပြည့်မီတဲ့တံမိုးကြီးအနီရင့်ရောင်နှင်းစီပန်းကြီးတွေကအသေးပုံပုံစံလေးဖော်ထားပြီးမိန်ကလေးတိုင်းလိုချင်စရာလက်ဆောင်ပန်းစီကြီးပဲဖြစ်ပါတယ်။တံမိုးအပြင်တင်းရချီတန်တယ်လို့ဆိုပါတယ်။ဒီပန်းစီထဲမှာဆိုရင်ပန်းစီပိုင်ရှင်ကတင်စာဝင့်ကျော်ကိုမလို့ခေါ်ကမနဲ့အမြဲထာဝရခင်မင်ခွင့်ရခြင်းပါကြောင့်ဖွဲ့နှွက်ကရေးသားထားပါတယ်။ ဒါကိုပဲတင်စာဝင့်ကျော်ကအင်တာနက်စာမျက်နှာမှာမျှဝေလာတာပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့တင်စာဝင့်ကျော်ကိုမလို့ခေါ်ပြီးပိုးပန်းနေတဲ့ချစ်သူလေးကချမ်းသာတဲ့ခရိုနီတထေးသားတဦးဖြစ်မယ်လို့ဆိုကြပါတယ်။ဒါကြောင့်လဲအချစ်ရဲကမကောင်းခဲ့တဲ့တင်စာဝင့်ကျော်တယောက်အခုချိန်မှာတော့သူမကိုအမှန်တကယ်ချစ်ခင်တန်ဖိုးထားပေးမယ့်ယောက်ျားနဲ့တွေ့ဆုံနေတာမို့ဝမ်းသာနေကြပါတယ်။ ဒါအပြင်တင်စာဝန်ကျော်ကိုချစ်ခွင့်ပန်နေတဲ့ချစ်သူလေးကဘသူများဖြစ်မလဲဆိုတာသိချင်နေကြတာပါဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောအတတ်ငယ်တဲ့ချစ်သူကောင်းလေးရနေတဲ့မင်းသမီးတင်စာဝန်ကျော်နဲ့ပတ်သက်ပြီးမိမိတို့ရဲ့အမြင်ကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်